မင်္ဂလာပါဒီဇင်ဘာလ2ရက်နေ့ဒီရက်နေ့ဒီရက်ပြပါသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မိုးကုံမြို့ပြင်တိုက်ပွဲဖြစ်ရာကိုဆကဆကမြို့ရင်းမှလက်နက်ကြီးဖြင့်အချက်ရေ60ကျော်ပြစ်ကူပေးနေတဲ့သတင်းကိုသတင်းတော်မင်းတော်ကပေးပို့တင်ဆက်ထားပါတယ်စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားနေတဲ့မိုးကုံမြို့ပြင်ရှိတိုက်ပွဲနေရာတွေကိုစစ်ကောင်စီကမြို့ရင်းထဲမှာလက်နက်ကြီးများဇက်တိုက်ပြစ်ကူပေးနေပြီးအချက်ရေ60ကျော်လောက်ထိရှိနေပြီဟုတ် ြေပြင်စစ်ရေးတရင်ရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။တအောင်တက်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးတဲ့နောက်စစ်ကောင်စီအနေနဲ့မိုးကုတ်မြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့မှာစခါအင်အားအလုံးရင်းနဲ့ဝင်လာခဲ့ပြီးမြို့ပေါ်ရှိအရေးကြီးနေရာတွေမှာတက်ချဖြန့်ဝေမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြို့တွင်းကိုမဝင်လာမီအစောပိုင်းကတည်းကပင် PDF နဲ့တော်လိုင်းရေးအင်အားစုတွေဟာတအောင်တက်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့်မိုးကုတ်မြို့အပြင်ဘက်တွေကိုစုခွာမှုတွေရှိခဲ့ပြီး မနေ့ကတော့တော်လိုင်းရင်အားစုတွေစုခွာရာအဆိုပါနေရာတွေထိပြင်စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်အခုချိန်ထိတိုက်ပွဲတွေဖြစ်ပွားခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုဒီနေ့မနက်ပိုင်းမှာစတင်ပြီးစစ်ကောင်စီကမြို့တွင်းရှိ၎င်းတို့ခြေပြုတ်ရာနေရာတွေမှာလက်နက်ကြီးပစ်ကူတောက်လျှောက်ပေးနေပြီးဒေလေခင်အထိမှလည်းလက်နက်ကြီးအချက်ရေ60ကျော်ထိပစ်ခတ်ခဲ့ရလို့မြေပြင်စစ်ရေးတရင်ရေးမြစ်တွေထံမှသိရပါတယ်။တိုက်ပွဲကစဖြစ်နေပြီဗျ။ မြို့ပြင်ကဖွဲ့လို့နောက်ဆုတ်ပေးထားတဲ့နေရာတွေထိတိုးလာလို့တိုက်ပွဲဖြစ်တယ်ပါတိုက်ပွဲဖြစ်တဲ့နေရာလည်းဒီမနေ့တော့ short lane ကြီးနဲ့ပြစ်နေတာအချိန်60ကျော်ပြီအတိုင်းသားကြားနေရတယ်မနေ့ကဖြစ်ပွားခဲ့တဲ့မိုးကုတ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ ထိခိုက်မှုတွေရှိပြီးတက်ပြန်ဆုတ်ရတာတွေရှိရလို့ပြောဆိုမှုတွေရှိနေပေမဲ့လည်း BBM နေဖြစ်တိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးယခုတိုက်ပွဲတွေဖြစ်ပွားရနေရာတွေဟာအရင်ကတည်းကတော်လည်ရေးအင်အားစုတွေအများဆုံးရှိခဲ့ ဘိုးကုန်းမြို့အနောက်ဘက်ချမ်းတွေဒါမကစစ်ကောင်စီတပ်တွေမြို့ရင်းကိုဝင်ရောက်ခဲ့တဲ့အရှိတ်ဘက်ချမ်းတွေမှာပါဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒါအပြင်မိုးကုန်းမြို့တွင်ကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်လာရတွင်လူအင်အားအမြောက်များဒါမကတန်ချက်ကရင်များဟာဝီဇာလက်နက်ကြီးများပါပါဝင်ပြီးအဆိုပါဟာဝီဇာလက်နက်ကြီးတွေကိုမြို့တွင်ရှိအောင်နန်းပေါလုံကွေးမှာအလင်းဆလုတ်တက်ဆင်နေရတွေပြုလုပ်နေတယ်လို့လည်းဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါရစေ။ တက်ပွဲကအရှိတ်ဘက်မှလည်းကြားရတယ်ဗျ PDF တွေကပပလေးမှာရှိနေတူတယ်ပြောင်းကောင်းဘက်တစ်လျှောက်မှလည်းရှိရကြားတယ်မြေပြင်ပြတန်တွေကတော့ကြားလိုက်ရလိုက်ပဲလက်နေကြီးကတော့ပုံမှန်ဖြစ်နေတာပဲစစ်တပ်ဝင်လာတော့ကအမြောက်ကနစီပေါ်လာတာလေဟောင်မူဇာရီယိုအဲ့ဒါ riku ထန်ချဖို့လုပ်နေတယ်နဲဘိုးကုံမျိုးပတ်ချလင်မှာတော့မကမိုးမိတ်သွားရလမ်းကြောင်းတွေမှာပါတော်လိုင်းရင်အားစုတွေနဲ့စစ်တပ်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိနေတယ်လို့သိရပြီး မိုးကုံမြို့အတွင်းတအောင်တပ်ဖွဲ့ဝင်တွေကိုတော့တွေ့ရှိရခြင်းမရှိတော့ဘူးဟုဒေသခံအချို့ရဲ့ပြောဆိုချက်တွေအရသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American Outlook တော်ကနေကမ္ဘာ့ဘဏ်ကနေစစ်ကောင်စီအတွက်ထောက်ပံ့ငွေမပေးရင် No New Burma Fans Act ကိုအတည်ပြုပြောကြားတဲ့သတင်းကိုသတင်းတောက်ရေးချက်မှပေးပို့တင်ဆက်ထားတာပဲဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ကနေစစ်ကောင်စီအတွက် No New Burma Fan Act လို့ခေါ်တဲ့ငွေကြေးထောက်ပံ့မှုတွေရပ်ဆိုင်းထားဖို့ American အောက်လွှတ်တော်ကအတည်ပြုပြောကြားခဲ့ပါတယ်။ဆိုပါဥပဒေကြမ်းရဲ့အဓိကရည်ရွယ်ချက်မှာ American ပြည်ထောင်စုဟာပြည်ပဆိုင်ရာပြန်လည်တည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပံကမ္ဘာပံမှာတဆင့်မြန်မာနိုင်ငံစစ်ကောင်စီအတွက်ငွေကြေးထောက်ပံ့မှုအသစ်တွေနဲ့ငွေချေးပေးမှုတွေပအဝင်ဆောင်ရွက်ရှိမရှိကြောင်းတေချာစေဖို့အတွက်ဖြစ်ပါတယ်။ခုလိုရန်မုံငွေထောက်ပံ့မှုရက်ဆိုင်တာဟာ2021ခုနှစ်တုန်းကဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကိုစစ်ကောင်စီကမတရားအာဏာသိမ်းခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်အမေရိကန်အမှုဆောင်ဒါရိုက်တာဘန်နာယေးဝင်းကြီးကိုစစ်ကောင်စီတွေငွေကြေးထောက်ပံ့မှုကိုပိတ်ပင်ရန်ညွှန်ကြားဖို့ခွင့်ပြုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တရားမှုတွေအနေနဲ့ဆိုပါဥပဒေကျမ်းဟာလက်ရှိငွေကြေးထောက်ပံ့မှုအသင့်ရပ်ဆိုင်းလိုက်ပြီးလက်ရှိစစ်ကောင်စီအစိုးရကိုနောက်ထပ်ချင်းငွေတွေနဲ့ထောက်ပံ့ငွေများပေးအပ်မှာမဟုတ်ဘူးလို့သိရပါတယ်။အဆိုပါမူကျမ်း HR 4423 နံပါတ်နီယူဘာမာဖန်အယ်ဂိုလွတ်တော်အမတ်နီကီမာဝီလီယန်ကတင်သွင်းခဲ့တာဖြစ်ပြီးထောက်ခံမဲ385မဲနဲ့ကန့်ကွက်သူမရှိအတီးပြူလိုက်တာဖြစ်ကြောင်းဒီဇင်ဘာလ1ရက်နေ့မှာပြောကြားခဲ့ပါတယ်။မန္တလေးမှာဆေးဆူရွာကအာနာသိမ့်မီကလေးကပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရတာပညာရေးကျန်းမာရေးစောက်ရှောက်မှုနဲ့စီးပွားရေးဆက်ဆက်ရာနိုင်ပါလာတာတွေအပြင်ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကိုကျမတို့တွေးမြင်နေရပါတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဟာတရားမဝင်တင်ယူခဲ့တာ၅နှစ်နီးပါးဖြစ်လာတာနဲ့အမျှမြန်မာနိုင်ငံတွင်းမှာပြည်တွင်းစစ်မီးပုံမူတောက်လောင်နေပါတယ်ဆရာနာရှင်တွေဟာအစိုးရရန်မုံငွေတွေကိုပြည်သူတွေကိုပို့ပြီးဒုက္ခရောက်အောင် လုပ်မဲ့ငွေတွေဖြစ်ကြောင်းရဆိုင်လိုက်တာဖြစ်တယ်လို့အမေရိကန်အောက်လွှတ်တော်မတ်ကပြောဆိုခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းလက်ဗရန်မြို့နယ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီးလက်နိုင်ငယ်နှစ်လက်ရရှိခဲ့တဲ့တိုက်ပွဲရုပ်သံဗီဒီယိုကိုတရားရီခရိုင်တရင်383နှစ်တခွဲနှစ်မှာထုတ်ပြန်ထားပါဗျ ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်မနက်၈နာရီခွဲလောက်ကခမရ35တရင်းမှာလာရောက်အထိုင်ချထားတဲ့တာယာရီမြို့နယ်လဲဥကုန်းလန်းမတော့တရက်ကုန်းပြီးတော့သာကြောက်တင်းရွာတာယာလန်းဆောင်ကဂိတ်စခန်းကိုတော်လရင်အားစုတွေဝင်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗယ်။တိုက်ပွဲကြမြင့်ချိန်တနာရီလောက်ရှိပြီးစစ်ကောင်စီဘက်မှ၅ဦးသေဆုံးသလိုကားပိုင်းတစ်နက်တလဲ MA1 တလဲ 5.56G 150တောင်းနဲ့ mobile phone နှလုံးတို့ကိုသိမ်းနိုင်ခဲ့ပြီး gate scan ကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါဗါအဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နေ့စစ်စီရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ20နှင့်အမတ်383နှင့်တရင်တက်ခွဲနှင့်ရွှေရမ်းမြေပကဖာလဗရန်မြို့နယ်ပကဖာအထူးတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းလုံဆောင်ခဲ့ပြီးအထူးကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့တာယာရီခိုင်တရင်383နှင့်တက်ခွဲနှင့်မှထုတ်ပြန်ထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ရှိမြို့နယ်6မြို့နယ်မှာနိုဝင်ဘာလ24ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့အထိဂျပန်အတွင်မတရားဖမ်းဆီးခံခဲ့ရသူ အရသာပြည်သူ22ဦးအထိရှိတယ်လို့ရန်ကုန်စကောက်နဝဲရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။အဆိုပါဖမ်းဆီးခံရတဲ့ပြည်သူတွေဟာရန်ကုန်တိုင်းအင်းစိန်မြောက်တကုံစမ်းချောင်းကြည်မြင်တိုင်းတာကေတာနဲ့တောင်တကုံမြို့နယ်တို့မှအရသာပြည်သူများဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်မှုရန်စီးရင်နဲ့ရှာဖွေဖမ်းဆီးခံရသူ10ဦးအင်းစိတ်ထောင်ရှိဆန္ဒပြလို့ဖမ်းဆီးခံရသူ2ဦးလမ်းဘေးထိုင်နေစဉ်အဖမ်းခံရသူ4ဦးလမ်းပေါ်သွာလာနေစဉ်အဖမ်းခံရသူ3ဦးမဲဆွဲဆိုင်ဘုတ်ကိုဖျက်ဆီးလို့ဆိုပြီးအဖမ်းခံရသူ2ဦးနဲ့အုတ်ကြီးရုံနဲ့ချုံနောက်ခံထားရသူ2ဦးတို့ဖြစ်တယ်လို့သိရပါဗျ။ ။အင်းစိန်ထောင်ရှိအဖမ်းခံရသူမှာ2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့လယ်12နာရီလောက်ကအင်းစိန်ထောင်ဘူးဝဂိတ်အနီးမှာနိုင်ငံရေးအကျဉ်းသားအလုံးလှုပ်ပေးပါစာသားပါကတ်ထူစာရွက်နဲ့ LND ပါတီ LN တို့ဖြင့်တကူတော်ဆန္ဒပြခဲ့လို့ဖမ်းဆီးခံရသူဖြစ်ပြီးသင်္ကန်းကျုံမြို့နယ်ကြီးပွားရေးရပ်ကွက်မှာနေထိုင်သူ အသက်20နှစ်အရွယ်နှင်းထက်ထက်အောင်ဖြစ်တယ်လို့စကားစလော်ဘီ channel တွေမှာဖော်ပြထားတယ်လို့ဆိုပါတယ် ဒါအပြင်နိုဝင်ဘာလ30ရက်ည8:00နာရီခွဲခန့်မှာလဲရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဖော့ကန်အဆောင်နှင့်ကားမိုက်တောင်အင်းဒီအင်းစိန်စတိုးဆိုင်ရှိဆိုင်ငယ်ဘေးတွဲပေါ်ထိုင်နေတဲ့အမျိုးသား2ဦးကို AC ကစလုံးပုံစံ 2D1325 အမဲတစီဖြင့်ရဲယူနီဖောင်းဝတ်2ဦးနဲ့အရဲဝတ်3ဦးတို့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နိုဝင်ဘာလ28ရက်နေ့ကနေစပြီးရန်ကုန်တိုင်းတာဂေတာတောင်တကုန်းမြောက်ဥကလာမင်္ဂလာတောင်ညွန့်အင်းစိန်အလုံးဘုံတထောင်စားတဲ့မြို့နယ်များမှာလည်းရက်ွက်အုပ်ကြီးအဖွဲ့လာဝကများနဲ့ပြူဖွဲ့များမှတအိမ်တဲ့တအိမ်စီရင်သကောင်းစီရင်များလိုက်တောင်းယူကြည့်ပြီးမဲစီရင်လိုက်စစ်ဆေးနေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ VPN ရဲ့မိုးလေဝသသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းပူဒူချယ်ရီကမ်းခြေနဲ့အင်ဒရာပရာဒေ့တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျိုးမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း850မိုင်ခန့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း80ခန့်နဲ့ချင်းနိုင်မျိုးရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်း20မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါဗျ။ အဆိုပါအကောင်းသောပုံတိုင်းငယ်ဟာအနောက်တောင်ဘက်သို့ဖြင်းချင်းစွာပြန်ကွေ့နိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းပုံတိုင်းငယ်အဖြစ်အာရော့သွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကပ်ပလီပင်လယ်ပြင်မှာအများအားဖြင့်တာယာနေပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ထူထက်နေကကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နှဲငယ်မှတိမ်အသင့်ထစ်ဖြစ်ထွန်းနေပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်ဟာ VNN နိုင်ငံ Natural မြို့ရဲ့အရှိမြောက်ဖက်ရေမိုင်165မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အဆိုပါအပူပိုင်းမုံတိုင်းငယ်ဟာဒီဇင်ဘာလ3ရက်နေ့မှာ BNN နိုင်ငံအရှေ့ဘက်ကဲယိုရဲဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းသစ်တင့်ရှိပါမယ်။လှိုင်းမြစ်မှာမြမကဲယိုရဲတစ်ချောင်းနဲ့ကဲလိုပင်လယ်ပြင်တို့မှာ9ပင်မှ9ပင်ခန့်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်မှာစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်တွေအနည်းငယ်လျော့နှေးနေပါမယ်။ဒီနေ့မနက်မနက်8:26မိနစ်မှာစကိုင်းတိုင်းမင်းကြီးမြို့နယ်အနီးမြေအောင်အနက်100ကီလိုမီတာကိုဗဟိုပြုပြီး Richard Scale 4.4အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကို Richard မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကသမိငယ်နဲ့တူလေတပ်ရဲ့နှိမ့်80ပြည့်ထိမ့်မှတ်ပွဲကိုကျင်းပနေစဉ်အတွင်းမှာနျူကလ িয়ার စစ်ပွဲတားဆီးရေးမှာလေတပ်ရဲ့အခမ်းအနားကိုအလေးပေးပြောကြားခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွေကမမလ30ရက်တင်းငွေနေကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ရိုဒေါင်းစင်မွန်စင်းစားကနေထုတ်ပြန်တဲ့ဓာတ်ပုံတွေအရခင်မဟာမောင်းသူမဲ့လေအနေနဲ့လွေလျားဒုံးကျည်ပြည့်စင်တွေပါဝင်အခြားအရာတွေကိုလေလာစောင့်ကြည့်နေတဲ့ပုံတွေဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာအသေးစားတာတော်ပြည့် first person view FPV drone အနေနဲ့အလက်စာစစ်မြေပြင်တိုက်ခိုက်ရေး drone တွေကိုအစုလိုက်အပြုံလိုက်ထုတ်လုပ်ခဲ့ကြောင်းယူကရိန်းထောက်လှမ်းရေးအရာရှိတဦးက Riders သတင်းဌာနကိုအစိုးပိုင်းကပြောကြားထားပါတယ်။တရရဲ့အင်ဂျင်ရှေ့ဝတ်ဆင်ထားတဲ့ခင်နဲ့တမိဖြစ်သူတို့ဟာနှစ်ပတ်လည်အထိမ့်မှန်အဖြစ်လေကြောင်းပြပွဲတစ်ခုကိုချီရှုခဲ့ကြပြီးတော့အခုနဲ့အစိုးပိုင်းမှာမြောက်ကိုရီးယားကထုတ်ဖော်ပြသခဲ့တဲ့ဝေဟင်ကြိုတင်သတိပေးလေရင်ကဲ့သို့လေရင်တွေကိုလက်လက်ချီရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။လေတပ်ဟာထောက်လန်းရေးပြင်ရန်သူတွေရဲ့ရန်ဆမှုတွေကို ပြပြတတ်တတ်တွန်းလှန်မယ်လို့ခင်မက KCNA ရဲ့သတင်းစာမှာပြောကြားထားပါတယ်။အဆိုပါမင်ကောအတွင်းလေတပ်ကိုဘယ်လိုပုံစံမျိုးအစင်းမြင့်တင်သွားမလဲဆိုတာကိုတော့အသေးစိတ်မပြောကြားခဲ့ပါဘူး။ကျွန်တော် Richard ပါ။ဒီဇင်ဘာလ2ရက်နေ့ BBN ရဲ့ပြည်ရေးပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင့်တိမ်ပါ။